ရသခင်ခြေစွတ်တော်ချင်းမွားပါလေကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကအစဉ်ချင်းခွန်အားယူဖို့အတွက်ရှင်မသက်ခရုဝင်ခန်းကြီးဆက်နေအပိုင်းငယ်37မှာ32ထို့ကြောင့်ငါဆိုသည်ကပြင်းမာသောအပြစ်ဖျားကိုကဲ့ရဲ့သောအပြစ်မျိုးမျိုးတို့နှင့်လှုပ်စေခြင်းအခွင့်ကိုလူတို့သည်ရနိုင်ကြ၏ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်နှင့်လှုပ်စေခြင်းခွင့်ကိုလူတို့သည်မရနိုင်ကြလူသားကိုနှုတ်ဖြင့်ပြင်းမာသောသူ၏အပြစ်ကိုလည်းလွတ်နိုင်၏ တန်ရှင်သောဝိညာဉ်တော်ကိုနှုတ်ဖြင့်ပြမသောသူ၏အဖြစ်ကိုယခုဘဝနောင်ဘဝ၌မလွတ်နိုင်ကျော်ဒီနောက်ဘက်တော်မှာသခင်ရှုကဘာပြောလဲဆိုရင်တော့တန်ရှင်သောဝိညာဉ်တော်ကိုပြမတဲ့အဖြစ်အကြောင်းကိုဖော်ပြပါတယ်ဘုရားသခင်ကလူတွေရဲ့အဖြစ်ကိုလွှတ်နိုင်ပါတယ်တဲ့သခင်ရှုကိုပြမရင်တော့မှခွင့်လွှတ်နိုင်ပါတယ်သို့တော့တန်ရှင်သောဝိညာဉ်တော်ကိုနှုတ်နဲ့ပြမရင်တော့ယခုဘဝနောင်ဘဝအပြစ်မလွတ်နိုင်ဘူးဆိုတော့ကိုဖော်ပြပါတယ် ။တခင်ရှုကနတ်ဆိုးတွေကိုနှစ်ထုတ်တဲ့ခါမှာနတ်ဆိုးမင်းဗေလာဇေဘူးလကိုအမိပြုတ်ပြီးတော့ဒီစာတန်ရဲ့တကိုးနဲ့နှစ်ထုတ်တယ်လို့ဖာရီရှဲတွေကဆွဆွဲတဲ့ခါမှာတခင်ရှုကဒီနှုတ်ကပတ်တော်ပြောရခြင်းဖြစ်ပါတယ်။နတ်ဆိုးမင်းဗေလာဇေဘူးလဆိုရက်နာမည်ကိုတော့ကျွန်တော်တမဟောင်းကျမ်းစာမှာပါလာဇေဘုတ်ဆိုပြီးတော့တွေ့ရပါတယ်။ဓမ္မရဆိုရင်စတုတ္ထဆောင်အခန်းကြီး1အပိုင်းငယ်1ကနေနှစ်မှာဖိလိတိတွေကိုကိုယ်တဲ့အေဂျုံမျိုးဤဖျား ပါလာစီဘုတ်ဆိုပြီးတော့ကျွန်တော်တွေ့ရပါတယ်။ဒီဘီလာစီဘူးလားဆိုရဲအတိတ်ပဲတော့ဟေပြဲစကားမှာသူရဲ့ဟေပြဲအနတ်ဒိတ်အနတ်ဒိတ်ပဲမှာလူစီဖာစာတန်လို့ရည်ညွှန်းပါတယ်။အင်္ဂလိပ်အနတ်ဒိတ်ပဲမှာတော့ love of the flying ရင်ကောင်တို့ဤသခင်ဆိုပြီးတော့အတိတ်ပဲရပါတယ်။ဘီလာစီဘူးလားကနတ်ဆိုးတို့ရဲ့အချုပ်ဖြစ်ပါတယ်။လူစီဖာဖြစ်တယ်စာရမဏတ်ဖြစ်တယ် ဒီစာဒမနရဲ့တကိုးကိုအသုံးပြုပြီးတော့ယေရှုကနှက်ဆိုးတွေကိုနှင်ထုတ်တယ်လို့ဖာရိရှဲတွေကစွပ်စွဲတဲ့အခါမှာသခင်ရှုကဘလို့ပြောလဲဆိုတော့ဟိုမင်းတို့ငါ့ကိုကဲ့ရတာအကြောင်းမဟုတ်ဘူးငါခွင့်လွှတ်လို့ရတယ်ဒါပေမဲ့အခုဟာကငါ့ကိုကဲ့ရတာမဟုတ်ဘူးတန်ရှင်သောဝိညာဉ်တော်ကိုပြစ်မာတာဖြစ်တယ်ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်ကိုပြစ်မာတဲ့သူရဲ့အဖြစ်ကိုဘုရားသခင်ကယခုဘုရားအောင်နောင်ဘုရားပါခွင့်မလွှတ်နိုင်ဘူးဆိုပြီးသခင်ရှုကဆွလို့ရခြင်းဖြစ်ပါတယ် တခင်ရှုကတန်ရှင်သောဝိညာဉ်တော်ကိုအမိပြုပြီးတော့နတ်ဆိုးတွေကိုနှင်ထုတ်တာဖြစ်ပါတယ်။ဒါကိုဘသူကနားမလည်ဘူးလဲဆိုရင်ဖာရိရှဲတွေကနားမလည်ဘူးဖြစ်တယ်ဆိုတာတွေ့ရ။ဒါကြောင့်မို့တခင်ရှုကတန်ရှင်သောဝိညာဉ်တော်ကိုပြစ်မှားရင်နဲ့ယခုဘုရားနောက်ဘုရားအပြစ်မလွတ်နိုင်ဘူး။ဒါကယ်တင်ခြင်းနဲ့ဆိုင်တဲ့အရာဖြစ်ပါတယ်။ဒါဆိုတန်ရှင်သောဝိညာဉ်တော်ကိုပြစ်မှားခြင်းအပြစ်ဆိုတာကဘာကိုပြောတာလဲ။ဒီနှုတ်ကပတ်တော်ကိုတချို့ကနားလည်မှုလွဲတဲ့အခါမှာအာသွားမလုံးနဲ့ရှောင်မပြောနဲ့ဘယ်အဖွဲ့စည်းဘယ်ဆရာတချို့မှားရင်းနဲ့ဆရာတွေ ရှိတော်냐လဲမပြောရဲဘူးမလွန်ဆန်ရဲဘူးတချို့တွေလဲအဲ့ဒီဆရာတွေရဲ့အောက်မှာအဲ့ဒီအဖွဲ့စည်းထဲမှာပဲအာသွားမလုံးနဲ့ဝိညာဉ်တော်ကိုပြင်မာရရောက်မယ်ဝိညာဉ်တော်ကိုပြင်မာခြင်းဆိုတဲ့အတိတ်ဘယ်ကိုနားမလဲတဲ့ခါမှာမှားလားမှန်လားဆိုတာကိုမပိုင်းခြားတော့ပဲနဲ့ဝိညာဉ်တော်ပြင်မာရရောက်မှာဆိုးတာနဲ့လှည့်စားခံရတဲ့ခရိယန်တွေတမန်တရားကိုမမြင်နိုင်တဲ့ခရိယန်တွေများစွာရှိပါတယ်တချို့ကမှားမှန်းတော့သိပါတယ်တမန်တရားနဲ့မညီတာလဲဒီဆရာတွေရဲ့ဆုံးမသွန်သင်မှုတွေကတမန်တရားနဲ့မညီတာလဲသိပါတယ်တိုးတော်လဲ အဲ့ဒီမှားယမှုအယူဝါဒအောက်မှာပဲဆက်နေမိတယ်။ဘာကြောင့်လဲဆိုရင်တော့ဝိညာဉ်တော်ကိုပြင်မှရင်ယခုဘုရားနောက်ဘုရားအပြစ်မလုပ်ဘူးဆိုတော့ငြေးကြမှာဆိုတဲ့အတွက်ကြောင့်ဖြစ်ပါတာ။ဒါကလွဲမှားစွာယူဆခြင်းဖြစ်ပါတယ်။တန်ရှင်သောဝိညာဉ်တော်ကိုပြင်မှခြင်းအပြစ်ဆိုတာကဆရာတွေကိုကဲ့ရတာဟိုတချို့အရာတွေပြောမိတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။တန်ရှင်သောဝိညာဉ်တော်ကိုပြင်မှခြင်းအပြစ်ဆိုတာကကျွန်တော်ဘာလို့ဆိုရလဲဆိုတော့ဒီနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားယူဖို့ဖြစ်ပါတယ်။ တန်ရှင်းသောဝိညာဉ်တော်ကဖရာဖြစ်ပါလေဖရာသခင်ကကယ်တင်ခြင်းအမှုကိစ္စကိုလုပ်တဲ့အခါမှာသုံးပါးသုဖရာကအတူတကွပူပေါင်းလှုပ်ဆောင်ပါလေလူသားအားလုံးကိုကယ်တင်ဖို့ခမည်းတော်ဖရာကသားတော်ယေရှုခရစ်တော်ဖရာကိုဒီလောကကိုဆေလွှတ်လိုက်တယ်ယေရှုကလူသားအားလုံးရဲ့အပြစ်အတွက်လောကကတိုင်းမှာအသေခံပြီးတော့ကယ်တင်ခြင်းအမှုကိုပြုခဲ့ပါတယ်သုံးရမြောက်တဲ့နေ့မှာရှင်မြတ်ထမြောက်ခဲ့တယ်ကယ်တင်ခြင်းအမှုအတွက်ခမည်းတော်ဖရာကဆေလွှတ်တယ်သားတော်ယေရှုခရစ်တော်ဖရာက လဝန်းကတိုင်မှာအသိခံခြင်းအဖြစ်ဆောင်ရွက်ခဲ့တယ်။အဲ့ဒီသခင်ရှုဆောင်ရွက်ခဲ့တဲ့သခင်ရှုပြုပေးခဲ့တဲ့ကယ်တင်ခြင်းအမှုကိုထင်ရှားစွာဖော်ပြတာကတော့တန်ရှင်သောဝိညာဉ်တော်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ရှင်ခွင်ခန်းကြီး16အပိုင်ငယ်10မှာတန်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်၃ချက်ကိုတွေ့ရပါတယ်။ရှင်ခွင်ခန်းကြီး16အပိုင်ငယ်10မှာဥပ္ပစ္စေဆရာသည်ရောက်လာရင်ဒုစရိုက်အပြစ်ကို၎င်းအပြစ်ကင်းခြင်းကို၎င်းအပြစ်စင်ခြင်းကို၎င်းလောကီသားတို့အားထင်ရှားစွာဖော်ပြမည် တန်ရှင်းသောဝိညာဉ်တော်ဆိုတဲ့ဥပ္ပစ္စေဆရာရောက်လာတဲ့ခါမှာတဲ့နံပါတ်1ဘာဘာကိုလုပ်မလဲဆိုရင်ဒူးစရိုက်အပြစ်ကိုဖော်ပြမယ်ဒူးစရိုက်အပြစ်ဆိုတာကတော့လူတွေမှာလူတိုင်းမှာအပြစ်ရှိတဲ့ဆိုတဲ့အကြောင်းကိုဝိညာဉ်တော်ကဖော်ပြမယ်နံပါတ်2ဘာလုပ်မလဲဆိုရင်တော့အပြစ်ကင်းခြင်းကိုဖော်ပြမယ်သခင်ရှုကိုယုံကြည်တဲ့သူရဲ့အသက်တာထဲမှာဖြောင့်မတ်တော်သူဖြစ်မယ်အပြစ်ကင်းသွားမယ်ဆိုတာကိုတန်ရှင်းသောဝိညာဉ်တော်ကဖော်ပြမယ်နောက်နံပါတ်3တစ်ချက်ကတော့ အပြစ်စင်ခြင်းကိုဖော်ပြမယ်။သခင်ရှိခွတ်တော်ရဲ့ကယ်တင်ခြင်းကိုမယုံရင်ငရဲမှာအပြစ်စင်ခြင်းခံရမယ်ဆိုတာကိုတန်ရှင်းသောဝိညာဉ်တော်ကလူတိုင်းကိုဖော်ပြမယ်ဆိုတာကိုတမန်ကျမ်းစာထဲမှာရေးထားပါ။ဒါဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်၃ချက်ဖြစ်ပါတယ်။ဒုစရိုက်အပြစ်ကိုဖော်ပြမယ်။အပြစ်ကင်းခြင်းကိုဖော်ပြမယ်။အပြစ်စင်ခြင်းကိုဖော်ပြမယ်။ဒါကြောင့်မို့တန်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားခြင်းဆိုတဲ့အတိတ်ဘယ်ကခရစ်တော်ကိုငြင်းပယ်ခြင်းဖြစ်တယ်။ပါရီရှဲတွေကသခင်ရှုနှဆိုးနှင်ထုတ်တာကဝိညာဉ်တော်ကိုအမိပြုပြီးတော့နှင်ထုတ်နေတယ်ဆိုတာကိုမမြင်တဲ့အတွက်ကြောင့် ဒါကတခင်ရှုကိုညင်းပယ်လိုက်ခြင်းပဲဖြစ်တယ်တခင်ရှုကိုညင်းပယ်တာကဘာလို့သွားပြင်မာရရောက်လဲဆိုရင်တော့တန်ရှင်သောဝိညာဉ်တော်ကိုပြင်မာရရောက်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မို့ကျောင်းရဲ့ဘုရားတက်တာထဲမှာတခင်ရှုကိုညင်းပယ်မှာတော့ကယ်တင်ခြင်းမရနိုင်တော့ဘူးယခုဘုရားနောင်ဘုရားအပြစ်မလွတ်နိုင်တော့ဘူးလို့ဆိုလိုရခြင်းဖြစ်ပါတယ်တန်ရှင်သောဝိညာဉ်တော်ကလူမှာပြည့်ရှိတယ်ဆိုတာဖော်ပြတယ်နံပါတ်1အနေနဲ့လူမှာပြည့်ရှည်စွာဖော်ပြတယ်။နံပါတ်2အနေနဲ့တခင်ရှုရဲ့ကယ်တင်ပေးမှုကိုယုံကြည်ခြင်းအဖြစ်လူဟာဖြောက်မတ်တော်သူဖြစ်သွားမယ်။ အပြစ်ကင်းခြင်းအကြောင်းကိုဖော်ပြတယ်။နံပါတ်3ကတော့တကယ်လို့သခင်ရှုကိုမယုံကြည်ဘူးဆိုရင်တော့ငရဲမှာစီရင်ခံရမယ်ဆိုတဲ့အရာကိုတန်ရှင်သောဝိညာဉ်တော်ကဖော်ပြတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မို့တန်ရှင်သောဝိညာဉ်တော်ကိုပြစ်မှားခြင်းအပြစ်ဆိုတာကသခင်ယေရှုရဲ့ကယ်တင်ပေးမှုကိုငြင်းပယ်ခြင်းပဲဖြစ်တယ်။ခြေတော်ညီမရောက်စီတိုင်းကျွန်ဒီနေ့ဒီချိန်ကာလမှာသခင်ယေရှုရဲ့ကယ်တင်ခြင်းကိုယုံကြည်လာဖို့အတွက်တန်ရှင်သောဝိညာဉ်တော်ကအလုပ်လုပ်နေပါတယ်။ဒါကြောင့်မို့တန်ရှင်သောဝိညာဉ်တော်အားဖြင့်ဖွင့်ပြသောသခင်ရှုရဲ့ကယ်တင်ခြင်းကိုကျွန်တော်ကိုယ်တိုင်လက်ခံဖို့ဖြစ်ပါတယ် ကျွန်တော်နဲ့ကျိုးနဲ့သက်ဆိုင်တဲ့မိသားစုတွေအခြားသောသူများလည်းလက်ခံနိုင်ဖို့ယုံကြည်နိုင်ဖို့တန်ရှင်သောဝိညာဉ်တော်ကလှုပ်ဆောင်ပေးနေပါဒါကြောင့်မို့တန်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်ဆောင်ခြင်းအတွက်အခြားသောသူများသခင်ပြရဲ့ကယ်တင်ခြင်းကိုရရှိလာဖို့အတွက်ကျွန်တော်ဆုတောင်းပေးဖို့ဖြစ်ပါတယ်ဒီနေ့မှာတော့တန်ရှင်သောဝိညာဉ်တော်ကိုပြည့်မာခြင်းအပြစ်ဆိုတာကသခင်ရှုရဲ့ကယ်တင်ခြင်းကိုညှင်းပယ်ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဝင်ကားလိုက်ပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ